မင်္ဂလာပါခင်ဗျာ MPA သတင်းဌာနကဒီကနေ့ April 29ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော် Kiranan ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ခွေးတည်ရရှုံအပြည့်ရဲ့ကြင်ညာချက်ဟာစိတ်ကောင်းချိတ်ပြီးခွေးသားရောင်းနေတဲ့ကြင်ညာချက်ဖြစ်တယ်လို့ KNU ပြောတဲ့သတင်းငလျင်ကြောင်းတိုက်ပြိုပြီးနေစရာခက်ခဲနေတဲ့အိမ်သားတွေထောက်ပံ့ခြင်းမရတဲ့သတင်းငလျင်ဘေးတင်ခဲ့တဲ့အင်းလေးဒေသမှာရှင်လုံးအိမ်သားအခက်အခဲရှိနေကြအောင် ကျမ်းမာရေးပြဿနာတွေဖြစ်ပေါ်လာနိုင်တဲ့တဲ့တင်ငလျင်လှုပ်ပြီးတလားကြာတဲ့အထိတွန်လင်းစွန်းမိုးနေမြေအထက်ကငလျင်ဘေးသင့်ဒေသတွေကိုနိုင်ငံတကာအဖွဲ့တွေမဝင်ရသေးတဲ့တင်ဗမော်ဝိုင်းမော်နဲ့ဖားကန်းမှာစစ်ရေးပြင်းထန်နေတဲ့အတွက်မြေကြီးနာအထိတိုက်ပွဲတွေကူးဆက်လာမှာကိုဒေသခံတွေစိုးရိမ်နေတဲ့တင်ထိုင်းနိုင်ငံအနောက်ပိုင်းကတရားမဝင်ဝင်ရောက်လာတဲ့မြန်မာစစ်ကိုဖမ်းဆီးခံရတဲ့တင်အဆရှိတဲ့တင်တွေကိုတင်ဆက်ပေးပါမယ် ပထမဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ခွဲတည်ရှင်အပြည့်ရဲ့ကြင်ညာချက်ဟာစိတ်ကောင်းရှိပြီးခွဲသားရောင်းနေတဲ့ကြင်ညာချက်ဖြစ်တယ်လို့ KNU ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စိတ်ကောင်းစီရဲ့ခွဲတည်ရှင်အပြည့်ခက်ရက်စရဲ့ကြင်ညာချက်ဟာစိတ်ကောင်းရှိပြီးခွဲသားရောင်းနေတယ်လို့ဖြစ်နေတယ်လို့ KNU ဗဟိုကမှတ်ချက်ပြုပါတယ်။မက်ရှလန်၂၈ကလှုပ်ခတ်ခဲ့ဖြတ်အားပြင်းကလေးကြောင့် KCA နဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုအချိန်မြင့်တင်ဆောင်ရွက်ဖို့နဲ့တင်ကျင်းအေဂျင့်မှုကိုရှစ်ရှုပြီး ဧပြီလ2ရက်ကနေ22ရက်နေ့အထိနိုင်ငံတော်ဝန်ယာယီအပြစ်ခတ်ရက်စဲလို့ပထမအကြိမ်ထုတ်ပြန်ပါတယ်။အဲ့ဒီနောက်ဧပြီလ23ရက်ကနေ30ရက်အထိထမှန်တက်တန်းတွေ့လို့ကြေညာခဲ့ပြီးပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အပေါ် KNU ကစစ်ကောင်ရှိတ်ခွေးသားရောင်းနေတယ်လို့မှတ်ချက်ပြုလိုက်တာပါ။စစ်ကောင်စီကပထမအကြိမ်အပြစ်ရဲကြေညာခဲ့တဲ့ဧပြီလ2ရက်ကနေ22ရက်အတွင်းမှာပဲပြည်သူကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေ ပြည်သူပိုင်းအိုးအိမ်မီးရှို့ဖျက်ဆီးရာမိုင်းထောင်တာနဲ့အကြောင်းပဲဖန်စီထိမ့်သိမ်းတဲ့လူခွင့်ရင်ရှိုးဖောင်းမှုလို့ရပောင်းတရားကြော်ထက်မနဲ့ကျူးလွန်ခဲ့ပါတယ်စစ်ကောင်စီရဲ့ပြည်ရဲ့ကြင်ညာချက်ဟာနိုင်ငံတကာအဖွဲ့အစည်းရဲ့ထံကလူတိုင်းချင်းစာနာထောက်ထားမှုအကူအညီနဲ့စီစဉ်စေဖို့ရည်ရချက်နဲ့ထုတ်ပြန်တာဖြစ်ပြီးလက်တွဲမှာတော်လင်းအဖွဲ့အစည်းရဲ့စွန့်မိုးထားတဲ့မြို့ရွာတွေကပြည်သူတွေကိုတိုက်ခတ်မှုတွေဆက်တိုက်လှုပ်ဆောင်နေတာဖြစ်တယ်လို့ KNU ကဆိုပါတယ်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ငလျင်ကြောင်တိုက်ပြိုပြီး နေစရာခက်ခဲနေတဲ့အင်္ဂါတွေထောက်ပံ့ခြင်းမရတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့မှာငလျင်ကြောင့်နေအိမ်တိုက်ခန်းပျော်ကြားပျက်စီးခဲ့ရပြီးနေစရာခက်ခဲနေတဲ့အင်္ဂါတွေကိုထောက်ပံ့ခြင်းပေးပေမဲ့အင်ရှင်တွေကြောင့်မရကြဘူးလို့အင်္ဂါနေထိုင်သူတချို့ထံကသိရပါတယ်။အဲ့ဒီထောက်ပံ့လှူဒန်းငွေတွေဟာအင်ရှင်တွေနဲ့ပဲသက်ဆိုင်နေဆိုပြီးအင်္ဂါနေသူတွေမရကြသလိုအင်္ဂါစာချုပ်မပြည့်သေးခြင်းတပွားဘေးအန္တရာယ်ဖြစ်ခဲ့တဲ့အတွက်စာချုပ် ကြံလာရတဲ့အတွက်လည်းအင်ရှင်တွေကငွေပြန်အမ်းပေးဖို့လို့တည်ရပါတယ်။တက်ဆိုင်ရာရက်ကျေအုပ်ချုပ်ရေးအပိုင်းကစင်းနဲ့အတီးကြလုတ်ပေမဲ့ဆိုရင်အခုလိုပြဿနာတွေလည်းမဖြစ်နိုင်တော့သလိုအလှရှင်တွေရောဆုံးရှုံးသူတွေအတွက်ပါပိုထိရောက်မယ်လို့ဒေသခံတွေကထောက်ပြပြောဆိုကြပါတယ်။အခုလိုကိစ္စတွေကိုအရင်ကစင်းနဲ့တေချာလုတ်ပေးပေမဲ့နောက်ပိုင်းမှာပြဿနာတွေများလာအောင်ယာယီမှုတွေကတာဝန်ယူပြီးမလုဆောင်ပေးတော့တာဖြစ်တယ်လို့ရက်ွက်ယုံတဲ့နိစက်သူတချို့ကပြန်လည်ပြောဆိုပါတယ်။ တတိယသတင်းတပုတ်အနေနဲ့ငလျင်ဘေးတင်းကနေအင်းလေးဒေသမှာရင်းလုံအင်တာအခက်ခဲရှိနေရာအကြောင်းကျန်းမာရေးပြဿနာတွေဖြစ်ပွားလာနိုင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချန်ပီယံတောင်ပိုင်းအင်းလေးဒေသမှာရင်းလုံအင်တာအခက်ခဲဖြစ်ပေါ်နေပြီးဒေသခံတွေအတွက်ကျန်းမာရေးဆိုင်ရာပြဿနာတွေဖြစ်ပွားလာနိုင်တယ်လို့ဒေသခံတွေနဲ့ကုညင်ကစေလှုပ်ဆောင်ပေးနေသူတွေထံကသိရပါတယ်။ပြီးခဲ့တဲ့မက်ရှလန်28ကလှုပ်ခဲ့တဲ့အင်အားအလွန်ပြင်းအလင်းကြီးကြောင့်အင်းလေးဒေသကရွာပေါင်း28ရွာမှာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီးဒေသခံ200ကျော်သေဆုံးခဲ့ရပါတယ်။ဒါ့အပြင်အင်းလက်ဒေသဟာရေပေါ်မှာအိမ်တွေဆောက်လုပ်ထားတာဖြစ်ပြီးငလျင်ကြောင့်အိမ်တွေပျက်စီးခဲ့တယ်လို့ပြန်လည်ပြုပြင်နိုင်ဖို့အတွက်အခက်အခဲတွေပုံမှုဖြစ်ပေါ်နေရတာလည်းဖြစ်ပါတယ်။ငလျင်ကြောင့်အိမ်ပျက်စီးရာမှာရှင်လုံးအိမ်သားတွေပါပျက်စီးခဲ့ကြအောင်ကုညင်ကေဆေးလှုပ်ဆောင်ပေးနေသူတွေကရှင်လုံးအိမ်သားတွေကိုယာယီဆောက်လုပ်ပေးနေပေမဲ့ငလျင်တန်းတင့်ပြည်သူတွေများပြားနေတဲ့အတွက် လုံလောက်မှုမရှိသေးဘူးလို့သိရပါတယ်။ ရှင်လုံးအင်တာလုံလောက်မမရှိရင် နောက်ဆက်တွဲအနေနဲ့ဝမ်ယောဂါ၊ရာနာယောဂါနဲ့တခြားယောဂါတွေလည်းဖြစ်ပွားလာနိုင်တယ်လို့လက်ရှိမှာလည်းအင်းလေးကံရွယ်ခန်းချောင်းနေရာကြောင်းတောက်တုံးရဲ့အတွက်လည်းအခက်အခဲဖြစ်နေရလို့ဒေသခံတွေကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ငလျင်လှုပ်ပြီးတလားကြတဲ့အထိတော်လင်းရေးစွမှုနေမြေထဲကငလျင်ဘေးသင့်ဒေသတွေကို နိုင်ငံတကာအဖွဲ့တွေဝင်မြင်ရသေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တော်လင်းအရာစုရဲ့စွမှုထားတဲ့နေမြေမှာငလျင်ဘေးသင့်ဒေသတွေကိုနိုင်ငံတကာအဖွဲ့တွေဝင်ကွင်းမရအောင် စစ်တကပိတ်ဆို့ထားတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောခွင့်ရဥနေဘုံလက်ကပြောပါတယ်အခုအခါဖြတ်အားပြင်းစကိုင်းကလင်ကြီးလှုပ်ခတ်ခဲ့တာတလားရှိပြီဖြစ်ပေမဲ့နိုင်ငံတကာလူသားစာနာအဖွဲ့တွေကတော်လင်းစွမှုနေမြေထဲကမလျင်ဘေးတင်ဒေတာတွေကိုလွတ်လပ်လပ်ဝင်ရောက်အကူအညီပေးနိုင်တာမရှိသေးဘူးလို့သိရပါတယ်။ဒါအပြင်မန္တလေးမြို့ပေါ်ကငလျင်ဘေးတင်ပြည်သူတချို့ဟာလည်းဒီနေ့အထိလမ်းမဘေးနဲ့မီထာလမ်းဘေးတွေမှာဖြစ်လို့တဲထုံနေကြရပါတယ်။ အဲအကြောင်းနိုင်ငံတကာအနေနဲ့စစ်ကောင်စီလက်ထဲကိုအကူအညီနဲ့ပုံမပေးဖို့နဲ့ဘေးသင့်ပြည်သူတွေထံကိုအကူအညီနဲ့အမှန်တကယ်ရောက်မရောက်စောင့်ကြည့်ရရန်တရားတရားထူထောင်ဖို့တည်င်းစကားပါထားတယ်လို့သိရပါတယ်။ NUG အစိုးရအနေနဲ့တော်လင်းစွမှုနေမျိုးကငလျင်ဘေးသင့်ပြည်သူတွေစီကိုအကူအညီတွေတိုက်ရိုက်ရောက်အောင်ကူညီဆောင်ရွက်ပေးနေတယ်လို့ပြည်လဲထူထောင်ရေးကိစ္စအတွက်လည်းလောက်ကင်နေရလို့သိရပါတယ်။ဆက်လက်ပြီးဗမောဝိုင်းမော်နဲ့ဖားကတ်မှာစစ်ရေးပြင်းထန်နေတဲ့အတွက် မြစ်ကြီးနားအထိတိုက်ပွဲကူးဆက်လာမှာကိုဒေသခံတွေစိုးရိမ်နေကြတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ကရှင်ပြည်နယ်ထဲကဗမော်ဝိုင်းမော်နဲ့ဖားကန်မြို့နယ်မှာစစ်ရေးပြင်းထန်နေပြီးမြစ်ကြီးနားမြို့အထိတိုက်ပွဲတွေကူးဆက်လာမှာကိုဒေသခံတွေကစိုးရိမ်နေကြတယ်လို့သိရပါတယ်။ဗမော်မြို့မှာအထင်အရနဲ့စစ်ကောင်စီတပ်ကသူရဲ့ဝါရဖြန့် Telegram Channel တွေမှာ KO ဌာနချုပ်ရှိရဲ့လိုင်စာမြို့ကိုလေကြောင်းအုံပြုတ်ပြီးဘုံကျဲတက်ခမ်းမှုတွေလှုံ့ဆော်ပေးနေတာကိုတွေ့ရပါတယ်။ ဒါအပြင်2025ခုနှစ်ဧပြီလ25ရက်နေ့နက်ပိုင်းကစလို့တိုက်ပွဲမဖြစ်ပဲစက်ကောင်စီကမြစ်ကျင်းနာမြို့မြောက်ပိုင်းတိုင်းစစ်ဌာနကျုံတဲ့ဝိုင်းမော်မြို့နယ်ကခလဲရ58တဲ့ရင်ကနေဝိုင်းမော်မြို့နယ်ကလမြန်ဝါရှောင်းနောင်စီပေါ်နဲ့စံကားကျေးရွာဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့သိရပါတယ်စစ်ကောင်စီကကာမိုင်းမြို့ဘက်ကနေစစ်ကြောင်းတစ်ကြောင်းနဲ့အင်းတော်မြို့နယ်ဘက်ကစစ်ကြောင်းတစ်ကြောင်းဟာအင်အားတထောင်ခန့်နဲ့ဖားကန်းမြို့နယ်ဘက်ကို စစ်ကြောင်ထိုးလှုပ်ချနေတဲ့အတွက် KNN နဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။လက်ရှိဗမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့အတွက်စစ်ကောင်စီ SNA နဲ့ပြည်သူစစ်တွေပူးပေါင်းပြီး ARD မြေအနောက်ဘက်ခြံကမြစ်ကြီးနားဝိုင်းမော်မိုးညင်းမိုးကောင်းဖားကန်းနဲ့တနိုင်းမြို့နယ်တွေမှာစစ်ရေးပြင်ဆင်မှုတွေစစ်ရေးလှုပ်ရှားမှုတွေခက်ဆိတ်ဆိတ်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ထိုင်းနိုင်ငံအနောက်ပိုင်းကတရားမဝင်ဝင်ရောက်လာတဲ့မြန်မာစစ်ကိုဖမ်းဆီးခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံအနောက်ပိုင်းကရှနပူရီခရိုင်ကနေတရားမဝင်ဝင်ရောက်လာတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုတေဆောင်လာတဲ့ပစ်ကားကားတစ်စီးကိုအဝေးပြေးရေးတပ်ဖွဲ့ကဖမ်းမိခဲ့လို့ထိုင်းသတင်းဌာနတွေကဧပြီလကုန်ပိုင်းမှာဖော်ပြနေကြပါတယ်။ရဲရဟာဗန်လက်ရလမ်းဆောင်ကစလို့နောင်ဘွားတရားအထိလိုက်လံဖမ်းဆီးခဲ့ရမှာကားမောင်းသူကမြစ်ကူတရားတစ်စင်းကိုဖျက်ကိုထွက်ပြေးခဲ့ပေမဲ့မြစ်ပေါ်မှာရေဆင်းနေတဲ့ကားကိုဝင်တိုက်ခဲ့တဲ့အတွက်ရထားရဲ့ကားဟာမြစ်ထဲထိုးကျသွားခဲ့ပါတယ်။ အဲ့ဒီဂျင်းမောင်ဟာကားပေါ်ကခုန်ဆင်းပြီးမျက်ကိုကူးပြတ်ထွက်ပြေးခဲ့ပေမဲ့ကားပေါ်မှာပါလာတဲ့အမျိုးသားအမျိုးသမီးနဲ့ကလေးသူငယ်တွေပါတဲ့မြန်မာစစ်ကိုဥကရောရဲတွေကကစ်တင်ခဲ့ပြီးမြို့နယ်ရဲစခန်းကိုစစ်ဆေးဖို့ခေါ်ဆောင်သွားခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုတွေအရဖမ်းဆီးခံရသူတွေဟာမြန်မာနိုင်ငံဂျန်ကိုမြို့ကဖြစ်ပြီးစံခလာပူကြီးမြို့နယ်ဆက်ကနေတဆင့်ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်ဖို့အတွက်မှောင်ကိုတေဆောင်သူတွေကိုတအူဘတ်၈၅၀၀ပေးခဲ့ရတယ်လို့ပြောပါတယ် အခုဖမ်းမိသူတွေအထက်ကအရွေရောက်ပေးသူတွေအားလုံးကိုထိုင်းနိုင်ငံထဲတရားမဝင်ဝင်ရောက်မှုအတွက်တရားစွဲဆိုထားပြီးထွက်ပြေးသွားတဲ့ရင်မောင်းကိုလည်းထိုင်းနိုင်ငံရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးနေတယ်လို့သိရပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ကြီးရှုံးနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။